ပြီလာခိုးရဟာလားခလေးကြောင်းပြပြီလာခိုးရဟာလားဘာခလေးခိုးမှာသွားကျွတ်တော့သွားသွားခလေးမှာသွားမကလေးဘာခိုးလဲဘာနဲ့ကလေးဟမ်လဲမလို့ကနဲ့မညီမလေးခိုးရခလေးမနက်ကချမ်းပြီးတော့ပိုင်းတပုတ်တွေ့လိုက်တယ်အာဆိုင်တဆိုင်မှာအတော်ကြီးတယောက်ကခလေးလေးချီပြီးတော့ပစ္စည်းဝင်ခိုးလို့မိသွားတဲ့အချိန်မှာဆိုင်ရှင်အနေနဲ့ပေါ့ဒါခိုးတဲ့လူကွာဟို အပြုတ်မှုတွေကအရန်ရက်ဆက်လုံးနေကွာဘယ်လိုပြောကိုချင်းစာစိတ်အရှင်းနာတရားလုံးမမတွေ့ရဘူးဒါပေမဲ့ဆန်ရှင်တယောက်အနေနဲ့ဒေါသထွက်လာမင်းတော့လက်ခံတယ်ဒါပေမဲ့အဲ့လောက်ထိမလုပ်တင်ဘူးလေအာအမိသွားတဲ့အတော်ကြီးကိုသဘင်မုတ်တွေဆိုရင်ဟာရယ်ပိုင်းနာရိုက်တယ်မေးမေးပြီးတော့ပြောဆိုတယ်ကလေးလေးကအောက်ကငိုတယ်ကလေးကိုခေါ်လာလိုက်ဘာလုပ်လိုက်ညာလုပ်လိုက်အာဘာဖြစ်တယ်ညာဖြစ်တယ် အော်ဒီတော့ဘာမှကလေးနဲ့ဘာမှမဆိုင်ဘူးကလေးကိုဘန်းပြပြီးခိုးရုံမကတော့ဘာပဲဖြစ်ဖြစ်ကလေးဆိုတော့ဘာမှနားမလဲသေးဘူးဟုတ်ပြီလားအဲ့တော့ကလေးကိုကောင်းကောင်းမွေတယောက်တယောက်ကိုပေးချီပြီးတော့ဒီအတော်ကြီးကိုဘလို့ပြောချင်တယ်ဘလို့ဆိုချင်တယ်ပြောလေလှုပ်လေအာတာဝန်ရှိတဲ့သူတွေအတ်မလားအဲ့တော့ကိုကြီးခိုးသွားတဲ့ပစ္စည်းကိုပြန်လိုချင်သလားကိုကအကောင်းဆုံးနီလန်းလေးတွေနဲ့ကိုကပြောပြရမှာစို့ပြရမှာပြီးွားပြီဆိုရင်ခိုးတဲ့သူကလည်းရဲရဲဆက်ဆက်ကြင်ကြင်တန်းတန်းတပ်ဖြတ်ပြီးခိုးတာမဟုတ်ဘူးကွာစားဝင်းနေရဲ့အတွက်လကောင်းသူတဲ့နိုင်တဲ့လောက်တော်တင်အောင်လေးခိုးလိုက်တယ်ပဲထားအောင်အဲ့လောက်ထိလှုပ်ဖို့လိုလား မေးကြည့်ချင်တာဟဲ့ဆိုးတာတကူကယူနိုတယ်လားယင်နွေးနဲ့လောင်းချမယ်ယင်နွေးနဲ့ပတ်မယ်ခလေးကိုဘာဖြစ်တယ်ညာဖြစ်တယ်ပြီးသွားတဲ့ပြင်ဟိုမှာလူတွေတော်တော်လာလာနေပူကျွဲတဲ့ညဓမီတိုင်မှာကျိုးနဲ့ချီထားငုတ်တုတ်ထိုင်တာခိုင်းချမ်းအမချမ်းတို့လည်းနေပူပင်လင်းပြောနေပူထဲမှာတစ်စက္ကန့်တော့မနေနိုင်သူခိုးလာအမတို့ဘာလုပ်တဲ့လဲတောင်းဝင်းစုလက်အတေးအမတို့ဘာလဲဟို အဲကြောက်စရာကြီးကြောက်စရာကြီးတချို့သူတွေရဲ့အတ္တတွေလောဘတွေရက်စက်မှုတွေအရန်ကြောက်စရာကောင်းနေနော်ချမ်းချမ်းတွန်တွန်တခြားဘာကိစ္စမှမစိုးပြောလေပြောထိုင်မရှိတော့ဘူးဟောအဲ့ကလေးခေါ်မလောက်ပါနဲ့ခလေးအချောင်းပြပြီးလိုက်ခိုးစရမင်းမခလေးအချောင်းပြပြီးလာပါအဲ့ခလေးတွေကကွယ်ကွယ်ပြီးခိုးတာခလေးကချားလဲညံ့ညံ့ပြီးခိုးတာဟမ်အခိုးမဟမ်အားဆိုင်ကနေသူကလက်နဲ့လာစားနေလာစားတာဟမ်ဟမ်တစ်ခါရတစ်ခါ လာလာဟာလာလာပြပါခုံးနဲ့ဟာလားဟမ်ပစံယောနာယောနာမယောနာငါနည်းရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြလားကျမောပစံပစံကျမကလေးလေးနဲ့မကောင်းလို့စိတ်တို့နေရတာလာမပြောနဲ့နေတော့ဟာဒီထားလေးလာမပြောငါတော့အုံတော့ထားလာရေးမရှိဘူးငါဆက်ရပစ္စည်းခိုးရတယ်မှာလာပြန်လို့တင်နေတာပဲပစံမကြည့်ဘူးထဲလေထဲအဲထဲမှာပဲခေါ်ထားတယ်အခုဟမ်ပါမှန်တယ်ငေါ့မြန် ာဆိုင်ကိုသူကအမှလက်တက်လာဆန်းတယ်။ဆိုင်တာတခါလာအဲ့ဆောက်ဖက်ကိုအမှလူတော်ကအတိဝအောင်လို့ဆောက်ရှက်မရှိတဲ့မျက်နှာနဲ့ရက်ွက်ထမလဲခိုးနေတာခိုးမကိုဘွားကိုနေတော့တာအမှတွေးလိုက်တဲ့ချိန်မှာတကယ်စိတ်မကောင်းစရာကြီးဒီကလေးလေးကဘာပြည့်စီမှာလဲ အဲ့ကိုရဲလူအပြစ်ပေးခြင်းနဲ့ဆိုရင်ကလေးလေးကိုမရှိဘူးလားနင်တို့ဝင်တန်းနေတယောက်တယောက်ပေးချီထားလိုက်လေချီပြီးတော့ဒီခိုးရဲ့အန်တီကြီးကိုပဲခဏထားလိုက်ဟိုဆိုင်ရှင်တယောက်နေတဲ့ဒေါသထွက်လို့လုံးမိတယ်ဆိုရင်တော့ဘာမှအပြစ်မရှိတဲ့ဒီကလေးကိုအဲ့လောက်ထိလှုပ်ဆရာမလိုဘူးနေလန်းထားဆရာအကြောင်းမလိုဟုတ်ပြီလားနော်ဒါအကျွန်တို့လည်းလက်စီမှာဆိုင်ရှင်တယောက်နေနဲ့လုပ်ငန်းရှင်တယောက်နေနဲ့ယက်တည်နေတာပဲအဲ့လောက်ထိမရက်ဆက်သိမ့်လို့ထင်တယ်ကွပြောရမယ်ဆိုရင်ဒါပုပ္ပလင်ပြောပြရအောင်နော်ဒါချမ်းက ဟိုပြောပြတာပါဟိုချောင်းလည်းအပြစ်မတင်နဲ့အဲ့တော့ဘေးမှာစီသေးတယ်အာအာပေးအာထိုက်အဲ you know တဲ့ထားပြီးွားပြီးဘာညာညီတို့ကိုချင်းစာနာတဲ့ကညီတို့မှမရှိဘူးလားအဲ့ဒီနေဘူးနင်တို့နေဘူးလေးတောင်ခဏထွက်ကြည့်လိုက်အောင်ရင်းနှွေးရင်းနှွေးလောင်းမှုဆိုတဲ့စကားလည်းမပြောနဲ့ဟုတ်တယ်လားခိုးလိုက်တယ်စာဝင်းနေအတွက်ခိုးလိုက်တယ်ဆိုရင်အန်ဒီဘာဖြစ်လို့ခိုးတယ်အမကြီးနောက်တစ်ခါမခိုးနဲ့ဘာညာကိုကစုံမတင်သလားတောင်ဝင်စစ်သူလက်ထက်အတင်းတလားလောက်အဲ့လောက်ဆိုရပြီ ကိုကသပင်မုတ်ကိုရစ်ပြီးတော့ဆွဲထားပြီးတော့ပိုင်းနာတွေရိုက်တာတွေခလေးကိုဘာလှုပ်လိုက်မှလဲညာလှုပ်လိုက်မှလဲအဲဒါရဘယ်လိုပြောရမလဲဟိုဒါနားလေလူတွေတိတယ်ကွာချမ်းပြောချင်မှာဟုတ်โอเคဟိုဒါကတော့ချမ်းနေနေစိတ်မကောင်းစွာနဲ့ချမ်းပြန်ပြီးအမျှဝေပေးရပဲရှိရပေါ့เนาะနောက်ထပ်ဟိုဒါဆိုင်ရှင်ဆိုင်ရှင်အများကြီးတက်စီကြမယ်ဒါပေမဲ့မရက်ဆက်ကြပါနဲ့ဒါစောင်းဝင်းနေအတွက်ခိုးလိုက်တယ်ဆိုတာကမိွာနေဆိုရင်အစဉ်ပြေတဲ့လူတွေလက်ထဲအပ်မယ်တောင်းဝင်း တောင်းဝင်ရတောင်းဝင်တိုင်းဖြည့်ရှင်းလိုက်မယ်အဲ့လောက်ထိမလုံသင့်ဘူးကွာဒီကလေးလေးဆိုတကယ်ရန်တရာစရာကောင်းတယ်ဒါချမ်းကျေးဇူးတင်တယ်တကယ်တကယ်ပါဒါလေးမျှဝေပေးတာပါနော်ကျန်စိတ်မကောင်းစွာနဲ့တစ်ဖက်လူဘက်ကိုမျှဝေပေးတာပါမလုံသင့်ဘူးလို့ထင်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်တယ်ပြောမဆိုမလေးတွေစီနေတရနေပြီးတော့အားလုံးကြိုပြီးတောင်းမယ်နဲ့ဘေးနာအကြံပေးနဲ့ဟာမားတွေအတန်နေကြားလိုက်တယ်တိလားတကယ်စိတ်မကောင်းစရာကြီးကလေးလေးဆိုရင်နေပူကြမှာတင်တာနေနိုင်ဘူးနေပူကြမှာဘာမှမနေနိုင်ဘူးနော်ဟိုခိုးတဲ့သူကလည်း ရုပ်ပြက်စင်ပြက်ကြီးကွာဟိုဟိုဘယ်လိုပြောမလဲလောက်တာမှမဟုတ်တာသူလည်းတောင်းတောင်းမဲ့မဲ့နဲ့တောင်းမဲ့နေတာပဲသူခလေးလေးကိုလည်းဆွဲတဲ့ချိန်မှာတော့အမခေါ်ပါနဲ့မတက်ပါနဲ့ဘလောက်ပဲခိုးစားပါစေဖွက်စားပါစေသွေးတော်သားဆက်တဲ့ကိုယ့်ရဲ့သားသမီးမြီးဖြစ်နေတာဖြစ်တယ်ဆိုရင်တော့ဘသူမှကိုယ့်သားသမီးကိုယ့်မြီးကိုကိုယ့်ရဲ့သွေးသားအဲ့လိုမလုပ်လို့သူမပေးဘူးလေနော်အဲ့လိုမျိုးတက်လာဟုတ်ကဲ့ယေရှုတင်ပါတယ်အားလုံးဒါလေးမျှဝေပေးပါပါနော်